ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါ။ဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားစင်စင်ဖြစ်ပါတယ်။ကဲဒီတစ်ခါမှာတော့ဆရာတို့ Unit 11ရဲ့ Lesson 2ဖြစ်တဲ့ Our School Keeps Discipline ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာကြမယ်။ကဲဒါဆိုရင် Our School Keeps Discipline ဆိုပါတယ်။ကျွန်တော်တို့ကျောင်းကစီကံရှိတယ်ကဲ။ ဒါဆိုတော့တေချာပေါက်ကဒီကျမ်းမှာဗာရီလေ့လာရမယ်ဆိုရင် school rules เนาะကျောင်းစည်းကမ်းတွေလေ့လာရမယ်နောက်တစ်ခုကဗာလဲဆိုတော့ library rules စာကြည့်တိုက်စည်းကမ်းတွေကိုလေ့လာရမယ်เนาะအဲ့တော့ဒီမှာဆရာတို့လေ့လာရမယ်စည်းကမ်းနှစ်မျိုးရှိရယ်ကျောင်းစည်းကမ်းနဲ့ဆရာတို့ကျောင်းမှာစာကြည့်တိုက်ရှိရဲ့အခါမှာစာကြည့်တိုက်စည်းကမ်းတွေကိုလေ့လာကြမယ်ကဲဒါဆိုရင်တရားသမီးတွေနဲ့ဆရာတို့နဲ့ဗာလုံးနဲ့ reading လုပ်ကြည့်ရအောင်စမယ်ကဲဒါဆိုရင်ဖတ်မယ် 2a read the school rules ကျောင်းစည်းကမ်းများကိုဖတ်ပါတယ်ကဲဒါဆိုရင်ဖတ်ကြည့်ရအောင် common school rules နော် common school rules ဆိုတာပါအကြောင်းသူအကြောင်းသားများလိုက်နိုင်ရာစည်းကမ်းချက်များတော့ဒါအကြောင်းတိုင်းအကြောင်းတိုင်းမှာကတ်ထားတယ်နော်ဒါတို့တပီးတို့အကြောင်းမှာလည်းကျောင်းစည်းကမ်းရှိလိမ့်မယ်နော်ကဲဒါဆိုရှင်စားကြည့်လိုက်ကြအောင်နော် students must always wear their uniform neatly and tidily နော်အဲတော့ neat and tidy ဆိုတာပါလေကျောင်းဝတ်စုံကိုအမြဲတန့်ရှင်းတတ်ရက်စွာဝတ်ဆင်ရမည်ကဲဆက်ကြည့်ပါဦး students must keep their hair clean and tidy ဇဗင်ကိုတန်ရှင်းသက်ရက်စွာထားရမည်။ကဲဆက်ကြည့်ပါဦး။ Students are not allowed to come to school with dye or highlighted hair. နော်ဆေးဆိုးထားသောဇဗင်နဲ့အယောင်ချေထားသောဇဗင်များပြည်ချောင်းကိုမလာရဘူးတဲ့။နော်အဲ့တော့ဇဗင်ဆေးဆိုးလို့မရဘူးပေါ့နော်။ကဲဆက်ကြည့်ပါဦး။ Girls are not allowed to wear makeup. မိန်းကလေးများမိတ်ကပ်မလင်းရပါဘူးတဲ့အကြောင်းလာလို့ရှင်။ကဲဆက်ကြည့်ပါဦး။ Students mustn't bring drugs, cigarettes, lighters, knives or anything that may not be that may be used as a weapon အဲ့တော့ drugs ကပါလေမူရစေးပါမူရစေးပါယူလို့မရဘူး cigarettes cigarette တွေဆက်လိုက်တွေနော် lighter ဆက်ပါလေမီးချက်ယူလို့မရဘူးဒါ knives or anything ဒါသို့မဟုတ်လက်နက်ပစ္စည်းတခုယူလို့မရဘူးနော်အဲ့ weapon ဆိုတာပါလေလက်နက်ပစ္စည်းနော်အဲ့တော့ဓာတ်တွေလက်နက်ပစ္စည်းတွေဘာမှကြောင်းကိုယူလာလို့မရပါဘူးတဲ့ဆက်ဖတ်ပါအောင် students mustn't smoke drink alcohol or use drugs ကျောင်းသားများဆက်လိမ့်မတော့ရဘူးအရက်နှင့်မူရေးဆေးဝါးများသုံးဆွဲခြင်းမပြုရပါဘူးတဲ့ကဲဒါဆိုလို့ရှင်ဘာများရှိသေးလဲစီကန်နေဆက်ကြည့်အောင် students are not permitted to have visible tattoos မျက်စိပြင်မြင်နိုင်တော့တဲ့ဗာလဲ tattoo ဆိုတာဗာလဲဈေးမြင်ကြပါဘောเนาะ tattoo ပေါ့ tattoo မထိုးရဘူးတဲ့နော်ကဲအဲ့တော့နောက်တစ်ခုဘာရှိသေး students may bring mobile phones but they must use them in class only as learning devices เนาะ ကျောင်းသားများသည်အကြောင်းကိုလက်ကင်ဖုန်းနော်ဖုန်းယူလာလို့ရတယ်သို့တော်လည်းတဲ့အဲ့ဒီဖုန်းတွေကိုတင်ကြားမှုအထောက်အပံ့ပစ္စည်းဖြစ်တာသုံးလို့ရပါမယ်တဲ့ဖုန်းနဲ့ဂိမ်းမဆော့ရဘူးဟုတ်တယ်မလားအဲ့ဒါတွေကိုပြောတာနော်ကဲအဲ့တော့ကြည့်ပါအောင် students mustn't bring large sums of money အကြောင်းသို့ဝေအမြောက်များယူမလာရဘူးတဲ့ဆက်ဖတ်ပါအောင်ကဲ students must attend school regularly ကျောင်းကိုမှန်မှန်တက်ရမယ်တဲ့ကဲဒါကတော့ကျောင်းစည်းကမ်းနေဖြစ်တယ်ကဲဒါဆိုရင်ဒါတို့ပြီးလို့ရေးဆရာတို့ 2B ကိုကြည့်ရမယ် right true or false တဲ့ကဲဒါဆိုရင်ဆရာတို့အခုနော်เนาะအအပေါ်မှာပြထားတဲ့စာပိုက်လေးဆရာတို့တူတူဖတ်ထားတဲ့စာပိုက်လေးကိုကောင်းတယ်မှာပြန်ပြီးတော့သတိရနိုင်မယ်ပြီးရင်ဆရာတို့က right true or false တဲ့เนาะဒီစာပိုက်နဲ့ပတ်သက်လို့မှားလားမှန်လားဖြေကြည့်ကြရအောင်ကဲ one students may wear t-shirts to school true or false false t-shirt ဝတ်လို့မရဘူးဝတ်ရမလား uniform ဝတ်ရမယ် okay 2 students may come to school with their hair dyed ဘလူးကဲသဘင်အပြာရောင်ဆိုပြီးတော့ចောင်းလာရမယ်တဲ့ true or false false อืมဘာយ៉ាងမှဆိုလို့မရဘူးသဘင်ဟုတ်ပြီเนาะကဲကြည့်ပါအောင်3 wearing makeup is allowed at school ကဲចောင်းပါ makeup လိမ့်လန့်လို့ရတယ်တဲ့ true or false false makeup လိမ့်လို့မရဘူးလို့ပြောတာကဲ4 students mustn't take any drugs drugs မူရဲ့စေဝါတစ်ခုမှယူလာလို့မရပါဘူးမှန်သလားမှားသလား true or false true very good 5 attendance must be regular ကြောင်းမှမှတက်ရပါမယ် true or false true very good okay ဒါဆိုရင် 2c answer the questions okay ဆရာတို့အခုနားစာပဲကလေးကိုပြန်ပြီးတော့ခေါင်းထဲမှာမှတ်ထားမယ်ပြီးရင်သူနဲ့ပတ်သက်တဲ့မိကွန်းကလေးတွေကိုဖြည်းဖြည်းလိုက်ကြအောင်1 what are the things that cannot be brought to school တောင်းကိုယူလာလို့မရတဲ့ပစ္စည်းတွေဘာလဲပြောကြည့်ပါဦးဟုတ်ပြီ drugs cigarettes lighters knives or anything that may be used as a weapon cannot be brought to school မူရစေဝါတွေနော်စစ်လိတ်တွေစစ်ကရက်တွေနော်နောက်တော့မီဂျက်တွေနောက်တော့ဓာတ်တွေနော်နောက်တော့လက်နက်ပစ္စည်းတွေဘာမှအကြောင်းကိုယူလာလို့မရပါဘူးတဲ့2 how can students use their mobile phones in class အဲ့တော့ကျောင်းသားကျောင်းသူတွေကနော် mobile phone တွေကိုဘယ်လိုမျိုးအသုံးပြုလို့ရပါသလဲနော်သူတို့ကလည်းအဲသင်ကြားမှုအထောက်အကူဖြစ်စေတဲ့ပစ္စည်းဖြစ်နေတုံးပြလို့ရဆိုတော့ဘယ်လိုလဲ students can use their mobile phones in class only as learning devices very good 3စက်ကြည့်ပါဦး name one thing that may be used as a weapon ကဲအဲ့တော့ကျတော့ဗာလဲဟိုကလက်နက်ပစ္စည်းဖြစ်သုံးလို့ရတဲ့ပစ္စည်းတစ်ခုပြောပြပါတဲ့ကဲဆရာတော့ဘယ်လိုဖြေလိုက်မလဲ a knife လို့ဖြေလိုက်ဒါနော်အဒါကလည်းဒါလက်နက်ပစ္စည်းတစ်ခုပဲနော်ကဲစက်ကြည့်ပါဦး4 can a student have a tattoo on his or her arm နော်အဲ့တော့ arm ဆိုတော့ဒီမှာလက်မောင်းပေါ်မှာ tattoo ထူးတာလို့ရသလားတဲ့မရပါဘူး No, a student cannot have a tattoo on his or her arm. Very good. Five. Do you think a student should bring a large sum of money to school? Why or why not? Okay. ကျောင်းသားကျောင်းသူတွေရာတဲ့ကျောင်းကိုပတ်စံအများကြီးယူလာတင်သလားတဲ့ယူလာတင်နေဆိုရင်ဘာကြောင့်လဲယူလာတင်မှုဆိုရင်ဘာကြောင့်လဲတဲ့ကဲအဲ့တော့ I don't think so because I may be lost အဲ့ဒါဆိုပတ်စံပြောင်းနိုင်တယ်ကျောင်းမှာเนาะအဲ့တော့များများဆဆယူလာလို့မကောင်းပါဘူးကဲ okay. ါတို့သမီးတို့ကြီးဒါဆိုရင်တော့ဆရာတို့အခုနောက်တစ်ခုဆက်ပြီးတော့သွားရအောင်နော် 3A ကြည့်မယ်နော် 3A ကဘာလို့များဖြစ်မလဲဆိုတော့ read the school library rules အကြောင်းစာကြည့်တိုင်းစီကံများကိုဖတ်ပါတယ်ကဲဒီကကြောက်ဆရာအကြောင်းစီကံပြီးပြီးဒီကစာကြည့်တိုင်းထဲမှာကြာတော့စီကံလိုက်နာရတယ်နော်စာကြည့်တိုင်းကလည်းကဲဒါဆိုရင်စာကြည့်တိုင်းစီကံကလေးဘာဖြစ်မလဲ library rules စာကြည့်တိုင်းစီကံများဖတ်မယ် students must keep quiet in the library they must not shout or run around စာကြည့်တိုက်ထဲတွင်တိတ်တိတ်ဆိတ်ဆိတ်နေရမယ်နော်။အော်ဟစ်ချင်းပြီးလာချင်းမလုပ်ရဘူးနော်။ကြံနဲ့စာဖတ်တဲ့သူတွေရှိတယ်။ကိုကအဲ့လိုလုပ်နေလို့ရှိရင်အနောက်ရှက်ဖြစ်နိုင်တယ်နော်။အဲ့တော့တိတ်တိတ်ဆိတ်ဆိတ်နေရမယ်။အော်ဟစ်တာတွေပြီးလာတာတွေမလုပ်ရဘူးနော်။ကဲ Students must leave the library tidy. All pieces of waste papers must be put in the bin. အဲ့တော့စာကြည့်တိုက်ကိုတန်ရှင်းတက်ရစွာထားရမယ်။ဆက်ကူစုပ်တွေကိုဘယ်တဲ့ထည့်ရမလဲ။အမိုက်ပုံးတွေကိုစနစ်တကျဆွန့်ပြရမယ်။ဆက်ကြည့်ပါဦး။ Students must return the books to their correct place. If they do not know the correct place, they must ask the librarian. အဲ့တော့ students must return the books to their correct place. နော်စာအုပ်တွေကိုသူ့နေရာတကျသူပြန်ထားရမယ်စာဖတ်ပြီးသွားရင်ဟုတ်လား။သူကဘယ်နေရာကနေအိတ်စာအုပ်ကိုယူလိုက်တာလဲယူလိုက်တဲ့နေရာမှာစနစ်တကျပြန်ပြီးတော့ထားရပါမယ်တဲ့။ If they do not know the correct place, they must ask the librarian. ဘယ်နေရာမှာမသိတော့ရင်စာကြည့်ရမှုကို မေးရမယ် librarian ဆိုတာပါလဲစာကြည့်တိုင်းမှုစာကြည့်တိုင်းမှုကိုမေးပါကဲဆက်ကြည့်မယ် students must not rip the books or damage them they must inform the librarian if they accidentally happen to damage a book အဲစာအုပ်များကိုဆုပ်ဖြဲခြင်းမလုပ်ရဘူးပျက်စီးအောင်မလုပ်ရပါဘူးမတော်တဆစာအုပ်ပြဲသွားခဲ့ရင်เนาะဘာလုပ်ရမလဲစာကြည့်တိုင်းမှုကိုအတိပေးရမယ်ကဲဆက်ကြည့်ပါအောင် students must not bring any food or drink into the library စာတိရိုက်တဲ့ကိုစားစရာတောက်စရာတွေတခုမှယူဆောင်မလာရပါဘူးတဲ့ books borrowed from the library are not to be kept for more than 7 days စာတိရိုက်ထံမှာငားရမ်းထားတယ်เนาะအဲ့တော့တာသမီးတို့စာတိရိုက်ကနေအိမ်ကိုဒါစာအုပ်ငားသွားတယ်ဆိုလို့ရှိရင်နဲ့စာအုပ်ငားပြီးသွားရင်မိမိရဲ့လက်ထဲမှာခုနှစ်ရက်ထက်ပိုပြီးတော့မထားရပါဘူးတဲ့เนาะခုနှစ်ရက်မပြည့်ခင်စာတိရိုက်မှုကိုမလုပ်ရမှာလဲပြန်ပြီးတော့အပ်ရမယ်တာသမီးတို့ကဲကြည့်ပါဦး a borrower who returns a book after the due date must pay a fine အဲ့တော့ borrower ဆိုတာဗါလဲစာအုပ်ငှားတဲ့သူပေါ့နော်အဲ့တော့စာအုပ်ငှားတဲ့သူကတဲ့ဥမာပြန်ဆက်ရမယ်ရက်ပေါ့နော် due date ဆိုတာဗါလဲပြန်ဆက်ရမယ်ဘယ်နေ့ဘယ်ရက်မှာပြန်ဆက်ရမယ်ရေးထားလိုက်မယ်အဲ့ဒီရက်ထက်ကျော်သွားရင်ဗါလို့ရမလဲဒဏ်ကြေးပေးရပါမယ် pay a fine fine ဆိုတာဗါလဲဒဏ်ကြေးအဲ့တော့ pay a fine ဆိုတော့ဒဏ်ကြေးပေးဆောင်ရပါမယ်။ကဲနောက်တစ်ခု a borrower who loses a book must replace it with a new one or pay twice the cost နော်အဲ့တော့ငှားရမ်းထားတဲ့လူ borrow ပါကဲလို့သူရုတ်တရက်နော်မတော်တဆစာအုပ်ပျောက်သွားခဲ့သည်ရှိသောဘာလို့ရမလဲစာအုပ်အစားပြန်ဝယ်ပေးရမယ်အဲ့ပုံစံတူဒါမှမဟုတ်ရင်တန်ဖိုးဤနှစ်ဆပေးရမယ်တဲ့နော် it with ဘာလဲ new one or pay twice the cost twice the cost ဆိုတာဘာလဲအဲ့ဒီစာအုပ်ရဲ့နှစ်ဆတန်ဖိုးနှစ်ဆပေးရမယ်ကဲကြည့်ပါဦး all books borrowed must be returned to the library one month before the final examinations နော်အဲ့တော့ငှားရမ်းထားတော့စာအုပ်တွေအားလုံးဟိုတဲ့အတန်းတင်စာမေးပွဲကြီးမတိုင်မီတစ်လအလိုမှာပြန်ပြီးတော့ပေးရမှာဖြစ်ပါတယ်နော်ကဲဒါတွေဒီဆရာတို့ကလည်း library rules တွေဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ဆရာတို့အခုကြည့်ကြည့်အောင်ဒီ library rules တွေကိုခေါင်းထဲမှာမှတ်ထားမယ်ပြီးရင်ဆရာနဲ့တူတူမေးခွန်းလေးတွေဖြည့်ကြည့်မယ်စပြီ 3b right true or false the first one is done for you ကဲလာပြီ true or false ဖြည့်ကြည့်ကြမယ် one students may listen to songs in the library ကဲ library ထဲမှာသချင်းတွေနားထောင်လို့ရတယ်တဲ့ true or false false တိတ်တိတ်ဆိတ်နေရမယ်သချင်းလည်းမဖွင့်အောင်เนาะ two students must not speak loudly in the library ကဲတော့စာရေးတိုက်တန်းမှာတဲ့เนาะ all ဟိပြီးပြောဆိုခြင်းမပြုရဘူးတဲ့ true or false true correct ကဲ3ကိုကြည့်ပါအောင် students may draw pictures in the books they borrow ကဲသူတို့စာကြည့်တိုက်တဲ့ကငားတဲ့စာအုပ်တွေထဲမှာပုံတွေဆွဲလို့ရတယ်တဲ့ true or false false ဟွန်းဘာလို့လို့မရဘူးစာအုပ်ထဲမှာရေးချစ်တာတွေမလုပ်ရဘူးเนาะ4 students may eat and drink in the library เนาะစာကြည့်တိုက်ထဲသွားပြီးတော့တဲ့เนาะစားလို့တောက်လို့ရတယ်တဲ့ true or false false เนาะဘာအစားတောက်မှာယူဆောင်လာလို့မရပါဘူးเนาะစာကြည့်တိုက်တဲ့5 if a book is lost the borrower must pay twice the cost ကျလို့စာအုပ်ပျောက်သွားခဲ့သည်ရှိသောစာအုပ်ငှားတဲ့လူက twice the cost ပါလေစာအုပ်ရဲ့တန်ဖိုးနှစ်ဆပေးကျော်ရမယ်မှန်လားမှန်လား true or false true very good Okay, six. Students may return the books after the final examinations. နော်အဲ့တော့စာအုပ်တွေပြန်ပေးတဲ့အခါမှာတဲ့နောက်ဆုံးအတန်းနေစာမေးပွဲကြီးပြီးမှသာလင်းတဲ့စာအုပ်တွေကိုပြန်ပေးရပါမယ်တဲ့ True or false? False. ဘယ်ချိန်မှာပေးရမလဲ? Final examination မတိုင်ခင်တစ်လအလိုမှာပေးရပါမယ်။ကဲတော်လိုက်တာသာရသမီးတို့။ကဲဒါဆိုရင်ဆရာတို့ဆက်ကြည့်ရအောင်။ဟုတ်ပြီ။ကဲ 3C ကြည့်မယ်။ Answer the questions. မေးခွန်းများဖြေပါတဲ့။ကဲအဲ့တော့ဆရာတို့အခုနာ ဖတ်ထားတဲ့ library rules တွေကိုကောင်းထဲမှာပြန်မှတ်ထားမယ်မိကုံးလေးတွေဖြည့်ဆည်းလိုက်ကြအောင်1 what mustn't students do in the library စာကြည့်လိုက်တဲ့မှာကျောင်းသားတွေဗာလဲဘာတွေကိုမလုပ်ရဘူးလေတဲ့နော်အဲ့တော့ဗာလဲ students mustn't speak loudly in the library စကားကြဲကြဲမပြောရပါဘူး okay ဒီကိုဆက်ကြည့်မယ် who may students ask for help ကဲအဲ့တော့ကျောင်းသားတွေဒီဘယ်သူအခွင့်အရေးတောင်းနိုင်လဲဒီ library မှာတခုသူတို့ load အပ်တယ်ဆိုဘယ်သူကိုအကူအညီတောင်းနိုင်မလဲစာကြည့်တိုင်းမှုကိုအကူအညီတောင်းမယ်ကဲဒါဆိုစာကြည့်တိုင်းမှုကို English uh, gọi là librarian đó ကဲဒါဆိုဖြေမယ် students may ask the librarian for help very good Three, how long can students keep books đó thì tôi 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 tính uh, này, này, đây, nghe Ah, seven days Còn cái, ခုနှစ်ရက်အဲ့တော့ဘယ်လိုဖြေမလဲ students can keep books for seven days very good 4စက်ကြည့်ပါအောင် what must students do if they damage a book ငှားထားတဲ့စာအုပ်ပျက်စီးသွားရင်တို့ဘာလုပ်ရမလဲကဲမှတ်မိလားဟာเนาะဘာလဲ library နော်စာကြည့်ရိုက်မှုကိုအကြောင်းကြားမယ်စာအုပ်ပျက်စီးသွားတယ်ဆိုတဲ့အကြောင်းเนาะအဲ့တော့ဗာလဲ students must inform the librarian if they damage a book very good 5 when must a borrower pay a fine ကဲဘယ်အချိန်မှာစာအုပ်ငှားထားတဲ့သူဒီဒဏ်ကြေးပေးဆောင်ရမှာလဲဗာဗာလဲဟုတ်တယ် เนาะအဲ့တော့ဗာလဲ due date ကျော်သွားတယ်เนาะသူတို့ငှားရမ်းထားတဲ့စာအုပ်ကဘယ်နှစ်ပဲမှာပြန်ပေးရမယ်ဆိုတာရှိအဲ့ date ကိုကျော်လွန်သွားရင်သူတို့ကဗာလောက်အောင်လဲဒဏ်ကြီးပေးစာအောင်လို့ပြင်မလဲ a borrower must pay a fine when he fails to return the books after the due date very good ကဲဒါဆိုသားတို့သမီးတို့ရေနော်ဒီသင်ခန်းစာလေးမှာဆရာနဲ့သားတို့သမီးတို့အတူဗာလေးလေ့လာခဲ့လေဆိုရင်ဆရာတို့ school rules တွေလေ့လာခဲ့သလို library rules တွေအကြောင်းလေ့လာခဲ့တယ်နော်ဒီ rule တွေဒီသားတို့သမီးတို့ရဲ့အကြောင်းမှာလည်းရှိမှဖြစ်တယ် เนาะจองซีกันเนี่ยจองซีกันเนี่ยอายชื่ออ่ะปอเนาะจองทางจองทางมาจองซีกันชื่อเยถ้าเราตะมี้ตัวอ่ะเนาะเหลิมมาได้จองตาจองตูฤณีเนี่ยที่จองซีกันเนี่ยอารมณ์โกไล่นายมาဖြစ်တယ်နောက်တစ်ခုเนาะไลบรารีสาจี้ได้เนี่ยตัวได้ไอ้คํามาแล้วสาจี้ได้ซีกันเนี่ยชื่อเด้เนาะ ဇာတိတိုက်ရဲသွားတဲ့အခါမှာလည်းဒါတို့သမီးတို့ဒီဘာလို့ရမလဲဇာတိတိုက်စီကန်းတွေကိုလိုက်နိုင်ရမယ်ဒါမှသာလျှင်ဥနာဘာလဲဇာတော်ရဲထက်မြက်တဲ့လိမ့်ပါတယ်ကျောင်းသားကျောင်းသူတွေဖြစ်ကြမှာဖြစ်တယ်နော်ကဲဒါဆိုဒါတို့သမီးတို့ဇာတော်တို့ဒီသင်ခန်းစာလေးမှာလေ့လာခဲ့တဲ့ school rules တွေ library rules တွေလေးကိုဒါတို့သမီးတို့ဒီကောင်းထဲမှာဆွဲဆွဲမြဲမြဲလေးမှတ်ထားပါနော်စီကန်းရှိတဲ့ကျောင်းသားကျောင်းသူတွေတွေဒါမှဖြစ်မှာနော်ကဲဒါဆိုဒါတို့သမီးတို့ဇာတော်ဒီနေ့သင်ခန်းစာအထက်လောက်ပါပဲနော်ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာကဘာလဲ unit 1 11ရဲ့ lesson 2 our school keeps discipline เนาะကျွန်တော်တို့အကြောင်းကစည်းကမ်းရှိပါတယ်ဆိုတဲ့သင်ခန်းစာလေးကိုအတူတူကလေ့လာသွားတာဖြစ်တယ်เนาะကဲဒါဆိုဒါရုသမီးတို့ရေဒါရုသမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်